အားလုံးပဲမင်္ဂလာပါခင်ဗျာတရုတ်နိုင်ငံရဲ့အလင်းမြန်စီးရေးတည်ဆောက်မှုကကမ္ဘာအင်အားချိန်ခွင်ရှာကိုပြန်လည်ပုံဖော်နေပြီးသူ့ပြိုင်ဘက်တွေကိုတုံ့လုံစေပါတယ်လွန်ခဲ့တဲ့၃နှစ်လောက်ကစပြီးဘေကျင်းကနိုင်ငံစီးပွားတိုးတက်ရေးထက်နိုင်ငံကာကွယ်ရေးတဲကိုငွေတွေပုံအော်ပြီးထည့်ခဲ့တာဖြစ်ပါတယ်ဒီတနေ့တည်းမှာတရုတ်နိုင်ငံက900ခန့်လုံးစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့နိုင်ရှင်ပြီးစီးရေးအသုံးစရိတ်ကို ခုနှစ်တက်သမား200ခိုင်နှုန်းသုံးဆွဲဖို့စီစဉ်ထားပါတယ်ဒီများပြားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကြောင့်တရုတ်ရေတပ်က2020ခုနှစ်ကတည်းကကမ္ဘာအကြီးဆုံးရေတပ်ဖြစ်လာပြီးအမေရိကန်ရေတပ်မှရှိတဲ့စစ်တင်မောရေတွက်ထက်နှစ်ဆနီးပါးရှိပါတယ်နောက်ပြီးအဲ့ဒီစစ်တင်မောတွေကရိုးရိုးတာမန်စစ်တင်မောတွေမဟုတ်ပါဘူးတရုတ်နိုင်ငံကအမေရိကန်နိုင်ငံပြင်ပမှာတိဆောက်ဖူးသမျှလေရင်တင်တင်မောတွေထဲမှာအကြီးမားဆုံးဖူဂျီယန်လေရင်တင်တင်မောကြီးကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ် အဲ့ဒီတင်ဘောကတန်8000အလေးချိန်ရှိပြီးလေရင်အစီး90တင်ဆောင်နိုင်မှာဖြစ်ပါတယ်တရုတ်ရဲ့ရေတက်မဟာဗျူဟာကရိုးရှင်းပါတယ်ပင်လယ်ကိုထိန်းချုပ်နိုင်မဲ့မြည်သူမဆိုးကဘာကိုလွှမ်းမိုးပုံဖော်နိုင်မယ်လို့ယုံကြည်ထားတာ ဖြစ်ပါတယ်ဒါကအိန္ဒိယရဲ့ရှေးရေတက်တခါတုန်းကနားလေသဘောပေါက်ခဲ့ရတဲ့တင်ငင်းစာတစ်ခုဖြစ်ပြီးအော်တိုမန်ရေတက်ဗိုလ်ချုပ်ကြီးအရက်တင်ဘာဘာရော့ဆာရဲ့ပင်လယ်ကိုအုပ်ဆိုးနိုင်တဲ့လူကတိတ်မကြခင်မှာကုန်းမြစ်ကိုအုပ်ဆိုးမယ်ဆိုတဲ့စကားကိုပဲ့တင်ထပ်နေပါတယ် ယခုအချိန်မှာဒါဝိုတရုတ်ကအဓိကထားနေပါတယ်တရုတ်နိုင်ငံရေတပ်မှာတင်မောအစီ950ဝန်းကျင်လောက်ရှိပြီးနှိုင်းရှင်ကြည့်မယ်ဆိုရင်အကြမ်းဖျင်းအပြင်အမေရိကန်ရေတပ်မှာတင်မောအစီ440နဲ့ရုရှားမှာ416စီးဝန်းကျင်သာရှိပါတယ်နောက်ပြီးဒီရေတွက်မှာတရုတ်ဆိုရကတိတ်တဆိတ်ထောက်ပံ့ပေးထားတဲ့များပြားလာတဲ့ငါးဖမ်းလေအုပ်စုမပါဝင်သေးပါဘူးတရုတ်ကနေနေမိတ်အငင်းပွားစရာကိစ္စတွေကိုဖိအားပေးတဲ့အနေနဲ့၎င်းငါးဖမ်းလေတွေကိုဖိလစ်ပိုင်ဗီယက်နမ်နဲ့ဂျပန်ရဲ့ရေပိုင်နဲ့အနီးမှာထားရှိထားတာဖြစ်ပါတယ် တရုတ်သင်္ဘောချင်းတွေကတန်ချိန်23တန်းကျော်အလေးချိန်ရှိတဲ့ရစ်တက်သင်္ဘောတွေကိုနှစ်စဉ်ထုတ်လုပ်ပေးနေတာဖြစ်ပြီးအမေရိကန်နိုင်ငံရစ်တက်သင်္ဘောထုတ်လုပ်နိုင်တာထက်132ဆပိုများပါတယ်2035ခုနှစ်မှာတရုတ်နိုင်ငံကစစ်သင်္ဘော465စီးပိုင်ဆိုင်နေနိုင်ပေမဲ့အမေရိကန်ရစ်တက်အုပ်စုကအစီး300ကျော်သာပိုင်ဆိုင်နိုင်လိမ့်မယ်လို့လေးလာကဲခတ်တွေကဆိုပါတယ် ဒါပေမဲ့ဘေကျင်းရဲ့ရည်မှန်ချက်တွေကသမုဒ္ဒရာလောက်မှရက်သွားမှာမဟုတ်ပါဘူး။ဝေဟင်မှာလဲစရမမြောက်တိုက်လေရင်မျိုးဆက်ကိုတရုတ်နိုင်ငံကပထမဆုံးပိုင်ဆိုင်နိုင်တယ်လို့အမေရိကန်ကပြောကြားထားပါတယ်။ပိုပြီးထိတ်လန့်စရာကောင်းတာကတိတ်ပန့်စိတ်ကူးရင်ဝိတုတွေကတင်မောတွေကိုအခြေခံတိဆောက်ထားပြီးတခြားလေရင်တွေဒရုန်းရာပေါင်းများစွာနဲ့လက်နက်ကိရိယာတွေကိုတယ်ဆောင်မဲ့လေရင်ကြီးစမ်းသပ်ပြန်တန်းပြီးပြီဖြစ်ပါတယ်။ The Yushan လေရင်ကြီးကိုပင်လယ်ရေမျက်နှာပြင်အထက်အမြင့်ပေ15000မီတာနဲ့အကွာအဝေး9000ကီလိုမီတာစမ်းသပ်ပြီးသွားပြီဖြစ်ပြီး12နာရီကြာခန့်နိုင်ရှိပါတယ်။ အဲ့ဒီလေရင်နဲ့ဘေကျင်းကပ်မှာ GJ 11လို့ခေါ်တဲ့ကိုပြောက်တိုက်ခိုက်ရေးဒရုန်းတွေပါရှိပါတယ်။ဒရုန်းတွေရဲ့တောင်ပံက14မီတာအကျယ်ရှိပြီးရန်သူကိုထောက်လန်းဖို့နဲ့ပြစ်ခတ်ရေးမစ်ရှင်နှမျိုးလုံးကိုလှုပ်ဆောင်နိုင်ပါတယ်။ကုန်းပြည်ပေါ်မှာလည်းတရုတ်တန်ကြပ်ကတပ်ဖွဲ့ကစစ်မြင့်တင်ကားတွေကိုခိမိအောင်လှုပ်ဆောင်နေပြီး၎င်းရဲ့ဒုံးကျည်အစီအစဉ်ကလည်းရှေ့ကိုခုန်တက်လာပါတယ်။ ဒီ F5B တိုက်ချင်းပြည့်ပေထင်းတုံးကြီးကဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေပေါ်ကျဲချခဲ့တဲ့အနုမြုပ်ဘုံးတဲ့အစ200လောက်ပိုပြင်းပြီးကီလိုမီတာ12000အကွာဝေးထိရောက်ရှိနိုင်တယ်လို့သတင်းတွေကဆိုပါတယ်ဒီကွာဝေးဆိုရင်ဥရောပသို့မဟုတ်အမေရိကန်အထိရောက်ရှိနိုင်တဲ့အကွာဝေးဖြစ်ပါတယ်ဒီ F5B တိုက်ချင်းပြည့်ပေထင်းတုံးကြီးကအလွန်ကြီးမားတဲ့ဒုံးကြီးထိပ်ဖူးတစ်ခုတည်းသို့မဟုတ်တင်းခဲ့တဲ့ဒုံးကြီးထိပ်ဖူးများစွာကိုတည်ဆောင်ပြီးပြင်းထန်တဲ့ချို့ကိုတစ်ချိန်ထဲမှာတိုက်ခိုက်နိုင်ပါတယ် ဗီဒီယိုတွေဆက်လက်ဖန်တီးနိုင်အောင် subscribe မလုပ်ရသေးရင်လည်းကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe လေးလုပ်ထားပေးပါဦးခင်ဗျာ။ ။ပြည်ုပ်က GL3 ရင်ငုတ်သင်္ဘောကပြစ်လွတ်တဲ့ပယ်ထိန်တုံးကြီးကိုလည်းတက်ပြန့်ချထားပြီးကီလိုမီတာ1000အကွာဝေးထိပြစ်ခတ်နိုင်ကနျူကလ িয়ার ထိပ်ဘူး3ခုကိုတည်ဆောင်နိုင်တာကြောင့်ပြည်ုပ်ရဲ့ရေတပ်စွမ်းရည်တိုက်ခိုက်မှုမှာအသာစီးရစီပါရတယ်။ဒါတွေအားလုံးကိုခြုံကြည့်လိုက်ရင်ဒီတိုက်ခိုက်နိုင်စမ်းတွေကသမိုင်းဝင်ပြောင်းလဲမှုတစ်ခုရဲ့တင်ကြေတပဲဖြစ်ပါတယ်။ပြည်ုပ်နိုင်ငံရဲ့စစ်သင်္ဘောတွေကိုပြောက် drone တွေနျူကလ িয়ার တုံးကြီးတွေနဲ့လေယာဉ်ကြီးတွေကကာကွယ်ရေးအထွက်တွေမဟုတ်ပဲ၎င်းရဲ့နေဆက်ကိုကျော်လွန်ပြီးအာဏာဖျက်ချက်ထားတာဖြစ်ပါတယ်။ တမိုင်းကြောင်းကိုကြည့်မယ်ဆိုရင်ပင်လယ်နဲ့ဝင်းကိုထိန်းချုပ်နိုင်သူကကမ္ဘာကိုထိန်းချုပ်နိုင်သည်ဖြစ်ပါတယ်။ဘေကျင်းရဲ့ခက်ဆော်စွာခက်မြမြန်စည်ရေးတည်ဆောက်မှုတွေကသူ့ပိုင်တဲ့နယ်မြေကိုကာဝယ်ရန်ရည်ရွယ်တာတစ်ခုတည်းမဟုတ်ပဲအမေရိကန်ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်ဖို့နဲ့ကမ္ဘာစီစဉ်ကိုသူကိုယ်တိုင်ပြန်လည်ပုံဖော်နေတဲ့ဆိုတာပြသနေပါတယ်။ တရုတ်က၎င်းရဲ့စစ်အင်အားကိုဆက်လက်တိုးချဲ့နေပါတယ်။စစ်မြင့် drone တွေ၊ဒုံးကျည်တွေနဲ့လေယာဉ်တွေကအနောက်နိုင်ငံတို့ဒီဇိုင်းတွေကိုရှင်းနိုင်ပြီးတာတောင်းတာလုံးပါတယ်။အဓိကဥပမာတစ်ခုကိုပြရရင်ဝင်းလောင်း2 drone ဖြစ်ပါတယ်။တရုတ်ပြည်ရဲ့ရှန်တူးလေယာဉ်ထုတ်လို့ရေး group ကထုတ်လို့ထားတာဖြစ်ပြီးအမေရိကရဲ့ MQ-9 Reaper မောင်းသူမဲ့ drone ရဲ့နေရာမှာတုံးနိုင်တဲ့တံပိုးတင့်တင့်တဲ့ drone ဖြစ်ပါတယ်။ အဲ့ဒီ drone ကို2015ခုနှစ်မှာပထမဆုံးထုတ်ဖော်ပြသခဲ့ပြီး2019ခုနှစ်မှာပြန်တန်းခဲ့ပါတယ်။ Winlong 2 drone ကို2019ခုနှစ်မှာပဲတာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ Winlong 2 drone ကလေထဲမှာချိန်ကြာကြီးနေနိုင်ပြီးအမြန်တော့အသင့်တင့်နဲ့ပြန်တန်းရင်32နာရီအမြန်ပြန်တန်းရင်နာရီ20ဝန်းကျင်အထိပြန်တန်းနိုင်ပါတယ်။တူရကီနိုင်ငံရဲ့နာမည်ကြီး TB2 drone တည်ဆောင်နိုင်တဲ့လက်နက်တွေထက်နှစ်ဆနီးပါးကိုတည်ဆောင်နိုင်ပါတယ်။ ီလိုစွမ်းရည်အားလုံးရှိလာတော့တခြားအနောက်နိုင်ငံလို့ drone များစုတဲ့ဒေးများကြီးတက်တာလာကြောင်းနိုင်ငံအများစုကအဲ့ဒီ drone ကိုဝယ်ကျင်နေကြတာဖြစ်ပါတယ်။တရုတ်ရဲ့ဒုံးကျည်နည်းပညာကအလင်းမြန်တိုးတက်လာပါတယ်။ဒီ F41 ကတရုတ်ပြည်ရဲ့နောက်ဆုံးပေါ်ခေတ်မီဆုံးတာဝဲပြစ်ဒုံးကျည်ဖြစ်ပါတယ်။၎င်းဒုံးကျည်ကနျူကလ িয়ার ထိပ်ဖူးတချို့ကိုချိန်ထဲမှာတည်ဆောင်နိုင်ပါတယ်။ဒုံးကျည်တွားရောက်နိုင်တဲ့အကွာအဝေးကကီလိုမီတာ12000ကနေ10000ခွဲထိတွားရောက်နိုင်တာကြောင့်ကမ္ဘာပေါ်ကနေရာအများစုကိုရောက်ရှိနိုင်ပါတယ်။ ုံးကြီးသွားနှုန်းကလွန်မြန်ပြီးအတန်ထက်25ဆမြန်ပါတယ်အဲ့ဒီဒုံးကြီးကိုထရက်ကားတွေရထားတွေပေါ်ကနေပစ်ခတ်နိုင်တာကြောင့်ရန်သူတွေအတွက်ရှာဖွေဖြည့်ဆည်းဖို့ခတ်ပါတယ်နောက်ထပ်ဒုံးကြီးအစ်တစ်စင်းက DF17 အတန်ထက်မြန်တဲ့ဒုံးကြီးဖြစ်ပြီး2019ခုနှစ်ကပထမဆုံးချိန်ထုတ်ပြခဲ့ပါတယ်တရုတ်ပြည်ရဲ့ CJ10 Cruise ဒုံးကြီးကိုကြည့်ရင်တရုတ်ကဆိုဗီယက်ခေတ်အောင်ကဒုံးကြီးနည်းပညာကိုစိမ့်မြင့်ခင်မိလက်နက်ဖြင့်ပြောင်းလဲနိုင်ခဲ့တယ်ဆိုတာကိုပြသနေပါတယ် ။ TJDan Cruise ဒုံးကြီးကကီလိုမီတာ1500ကျော်ကိုပြန်တန်းနိုင်ပြီး900ကီလိုဂရမ်အလေးချိန်ရှိတဲ့တမျိုးကြပေါက်ကွဲပစ္စည်းနဲ့နျူကလ িয়ার ထိပ်ဘူးကိုတည်ဆောင်နိုင်တာကြောင့်တိုက်ခိုက်နိုင်စွမ်းအားပြည့်ရှိပါတယ်။ဒါ့အပြင် YJ-1 Dread လို့ခေါ်တဲ့တင်မောဖြက်ဒုံးကြီးကရန်သူတင်မောတွေကိုကီလိုမီတာ800အကွာဝေးကနေတိုက်ခိုက်နိုင်တာကြောင့်တရုတ်ရဲ့ရေကြောင်းတိုက်ခိုက်ရေးစွမ်းရည်ကိုအကြီးအကျယ်တိုးမြှင့်ပေးပါတယ်။ တရုတ်က H20 လို့ခေါ်တဲ့ကိုပြောက်ဘုံကျဲလေယာဉ်အသစ်ကိုတီဆောက်နေပါတယ်။ပေါက်ကြားလာတဲ့ဓာတ်ပုံတွေနဲ့ထောက်လန်းရင်းသတင်းချက်လက်တွေအရ2030ပြည့်လွန်တဲ့အစောပိုင်းမှာပြည်စည်းနိုင်က၎င်းဘုံကျဲလေယာဉ်ကစီမပြေပဲနဲ့ကီလိုမီတာ1000ကျော်ပြန်တန်းနိုင်ပါတယ်။ဒီဘုံကျဲလေယာဉ်ကြောင့်တရုတ်လီတက်ကပြစ်မှတ်တွေကိုအဝေးကြီးကပြစ်ခတ်နိုင်မှာဖြစ်ပြီးအနောက်ပစိဖိတ်ဒေသနဲ့အဲ့ဒီထက်ဝေးတဲ့နေရာကိုတောင်ပြစ်ခတ်နိုင်ကနျူကလ িয়ার လက်နက်တွေကိုလည်းတည်ဆောင်ကောင်းတည်ဆောင်နိုင်ပါလိမ့်မယ်။ ်မေဂန်ရာရှိတချို့ကဒါကိုချိန်ချောက်မှုကြီးကြီးမားမားမဟုတ်ဘူးလို့ပြောနေပေမဲ့ H20 ဘုံကျဲလေယာဉ်တိစောက်နေတာကိုကြည့်ရင်တရုတ်ကအင်အားပြင်းတာဝေးဘုံကျဲလေယာဉ်ကိုပြမာဆုံးချိန်တိစောက်နေတာကိုပြသနေပါတယ် တရုတ်က၎င်းရဲ့ဘုံကျဲလေယာဉ်အဟောင်းတွေကိုအစင်မြင့်တင်နေပါတယ်1950ပြည့်လွန်နှစ်တွေကဆိုဗီယက်ဒီဇိုင်းပုံစံအပေါ်မှာအခြေခံတည်ဆောက်ထားတဲ့အိတ်စစ်ဘုံကျဲလေယာဉ်ကတိတိတတ်တာအစင်မြင့်လာပါတယ်နောက်ဆုံးတော့ဘာရှင်အိတ်စစ်ကေဘုံကျဲလေယာဉ်ဆိုရင်တန်ထက်မြန်တဲ့ YJ21 တမောပြတ်ဒုံးကြီး CJ10 Cruise ဒုံးကြီးနဲ့လေထဲမှာတင်ပြည့်လွတ်လို့ရတဲ့ပေရင်းဒုံးကြီးတွေကိုတောင်တည်ဆောက်နိုင်ပါတယ်တိုက်ခိုက်နိုင်တဲ့အကွာအဝေးကကီလိုမီတာ3550ရှိပြီးတနအီကိုအမြင့်ဆုံးအမြန်နှုန်း1089ကီလိုမီတာထိပြန်တန်းနိုင်ပါတယ် အယုံမှာအစ်စ်ဘုံကျဲလျင်အစီ230ကျော်ရှိပြီး၎င်းရဲ့စိတ်အားမှာရေကြီးတဲ့အစိပ်ပိုင်းဖြစ်ရှိနေပါတယ်။အဲ့ဒီဘုံကျဲလျင်နေတဲ့တောင်တရုတ်ပင်လယ်နဲ့တခြားဒေသတွေမှာရန်သူတွေကိုဟန်တားတာကတတိပေးနေပါတယ်။ ်တက်စ်ပြန်လို့နာမည်ပြောင်းပေးထားတဲ့ GH7 Fighter ဘုံးကျဲလေယာဉ်ကိုတာလက်ပြစ်တိုက်ခိုက်မှုတွေအတွက်အသုံးပြုပါတယ်အချိန်ကြာလာနဲ့မျှအဲ့ဒီဘုံးကျဲလေယာဉ်ကလည်းအဆင့်မြင့်လာပါတယ်စော်ဝိုင်းကာလာကကြုံတွေ့ခဲ့ရတဲ့ engine နဲ့ပြန်တိုင်းပြဿနာတွေကိုပြင်ဆင်ပြီးနောက်ဘာရှင်အစ်စ် GH7A ကိုတရုတ်နဲ့ထိုင်ဝမ်နဲ့တင်းမာနေတဲ့အခြေအနေတွင်းမှာအလင်းမြန်တုတ်ပြန်တဲ့လေယာဉ်ဖြစ်အသုံးပြုခဲ့ပါတယ်ပြုတ်ပြီးရဲ J20 ကိုပြောက်တိုက်လေရင်ကိုအမေရိကန်ထုတ် F22 F35 တို့လိုကမ္ဘာထိပ်တန်းလေကြောင်းစိုးမိုးနိုင်တဲ့တိုက်လေရင်တွေကတစ်စီးအဖြစ်အခုခါမှာတတ်မှတ်ထားပါတယ် ၎င်းကိုပြောက်တိုက်လေရင်က2019ခုနှစ်မှာတာဝန်ထမ်းဆောင်ခဲ့ပြီးတာဝေးကြားပြတ်တိုက်ခိုက်မှုတွေနဲ့ပြင်းထန်တိကျကိုတိုက်ခိုက်ဖို့တည်ဆောက်ခဲ့ပါတယ်။ဒါကြောင့်တရုတ်အနေနဲ့အနောက်နိုင်ငံတွေရဲ့အစင်းမြင့်လေရင်တွေကိုခိုင်မာတံပြန်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်အရေးပါတဲ့တိုက်လေရင်ကကျန်ရန် J60 ဖြစ်ပြီးအင်ဂျင်နှလုံးတက်ဆင်ထားပါတယ်။၎င်းတိုက်လေရင်ကိုရုရှားဒီဇိုင်းပုံမှာအခြေခံတည်ဆောက်ထားပြီးရာသီဥတုမြွေဆွဲသွုံသုံးဖြစ်ပါတယ်။ ဒါပေမဲ့တရုတ်ကသူ့ရဲ့လူဝဲချက်နဲ့ညီအစင်းမြင့်တင်ထားပါတယ်။2014ခုနှစ်ကအဲ့ဒီတိုက်လေယာဉ်ကိုထုတ်လုပ်ခဲ့ပြီး2015ခုနှစ်မှာတာဝန်ထမ်းဆောင်ခဲ့ပြီး2019ခုနှစ်က PLA ရဲ့အကြိမ်60မြောက်စီးရီးပြခန်းသားမှာထုတ်ပြခဲ့ပါတယ်။၎င်းဒရုန်းတွေဒုံးကျည်တွေနဲ့လင်းတွေအားလုံးကရှင်းလင်းတဲ့ပုံစံတစ်ခုကိုပြသနေပါတယ်။ တရုတ်က၎င်းရဲ့နေဆက်ကိုကျော်လွန်ပြီးစစ်စင်ပြုလုပ်နိုင်တဲ့ခင်းမီအစင်းမြစ်တပ်ကိုတိစောက်နေပါတယ်။တန်ထက်မြန်တဲ့ဒုံးကြီးတွေကိုပြောက်ဘုံကျဲလီအနေနဲ့တခြားနိုင်ငံတွေအတွက်ကုန်ကြစရိတ်နည်းတဲ့ဒရုန်းတွေကိုအသုံးပြုပြီးကမ္ဘာထိပ်တန်းစစ်အင်အားတွေကိုတရုတ်ကရှင်းပြန်ကျင်းနေတယ်ဆိုတာကိုပြသနေပါတယ်။အဲ့ဒီလက်နက်တွေကနာကက်မှာအင်အားချိန်ခွင်ရှာကိုပြောင်းလဲပေးနိုင်ပါတယ်။တရုတ်ရဲ့စစ်အင်အားတိုးချဲ့မှုကိုတစ်ဘာလုံးကမျက်ခုံးလို့စောင့်ကြည့်နေကြပါတယ်။ 2024ခုနှစ်မှာတရုတ်မှာခင်မီတိုက်လေယာဉ်အစင်350ကျော်ရှိလာမယ်လို့လေးလာခက်ခက်တွေကခံမှန်းပါတယ်တရုတ်ရဲ့အဓိကတိုက်လေယာဉ်တွေကတစ်စီးဖြစ်တဲ့ J-16 တိုက်လေယာဉ်ကတောင်တရုတ်ပင်လယ်ပေါ်မှာ2023ခုနှစ်မေလကအမေရိကန် RC-135 စပိုင်လေယာဉ်ရဲ့ရှစ်တက်တက်မှာပြန်တန်းပြီးကတ်ဆော်ဆော်အပြုတ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ် ဒီစစ်တင်းတိုက်လေကိုထိုင်ဝမ်ရေလက်ကြားတခွင်ကိုမကြာခဏဆေလိုပြီးအမေရိကန်နဲ့ထိုင်ဝမ်တပ်တွေကိုစိန်ခေါ်ဖို့အသင်းရှိကြောင်းတရုတ်ကပြသခဲ့ပါတယ်။တခြားအရေးပါတဲ့တရုတ်တိုက်လေရင်က J-15T ဖြစ်ပြီး၄.၅မြောက်မျိုးဆက်ဆွဲသွင်းသုံးလေယာဉ်ဖြစ်ပါတယ်။ ၎င်းတိတ်လင်ရဲ့အဓိကအားသာချက်ကလင်းတင်တင်မောကမာတင်ပေးနိုင်တဲ့အချိန်နဲ့ပြန်တန်းနိုင်တာဖြစ်ပြီးပြည်ရဲ့နောက်ဆုံးပေါ်လင်းတင်တင်မောပူချင်းနဲ့တခြားလင်းတင်တင်မောအမျိုးအစားတွေကနေအဲ့ဒီလိုလှုပ်ဆောင်နိုင်ပါတယ် J15T တိုက်လင်ရဲ့14စင်းထက်မနည်းတာဝန်ထမ်းဆောင်နေပြီဖြစ်တာကြောင့်ပြည်ရဲ့ J35 J36 နဲ့ J50 ကိုပြောက်တိုက်လင်ရဲ့အစ်စ်တွေအစ်စ်မဖြစ်သေးခင်ရေးပါတယ်လို့သတင်းတွေကဆိုပါတယ် အဲ့ဒီနောက်မျိုးဆက်အသစ်တိုက်လေနေနဲ့ပတ်သက်ပြီးတရားဝင်သတင်းချက်လက်တွေထုတ်ပြန်တာသိမရှိသေးပေမဲ့ပေါက်ကြားလာတဲ့ဓာတ်ပုံတွေအရ2024ခုနှစ်ဒီဇင်ဘာလမှာ J36 နဲ့ J50 တိုက်လေနေပထမဆုံးချိန်ဖြစ်ပြန်တန်းနေတာကိုပြသထားပါတယ်။အဲ့ဒီလေနေကမိကရဲ့ F22 နဲ့ F35 တိုက်လေနေတဲ့အရွယ်စားပိုကြီးမားတယ်လို့ထင်ရပြီးတာဝေးစစ်စင်ရေးတွေအတွက်လောင်စာဆီစွမ်းရင်နဲ့တာဝေးသွားနိုင်တော့မှပုံမူတာလွန်နာကိုပြသနေပါတယ်။ တရုတ်ကမက်ဒယ်စတုန်းလို့ခေါ်တဲ့အင်အားအပြင်းဆုံးနောက်ဆုံးပေါ်ဆက်သနက်ကိုတီထွင်နေတယ်လို့တောလာဟာလာသတင်းတွေကဆိုပါတယ်။ကာကွယ်သတင်းရင်းမြစ်တွေအရအဲ့ဒီဆက်သနက်ပြောင်းတစ်ခုကိုတမနစ်ကိုကြီး၄သိန်းခွဲကိုအန်အားတင်းပွဲရာပြစ်ခတ်နိုင်တယ်လို့သိရပါတယ်။ဒါကအတန်တဲ့မြန်တဲ့ဒုံးကြီးတွေကိုကြားပြတ်တိုက်ခိုက်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ဆက်သနက်ကြီးတန်တွေက AI နည်းပညာနဲ့ပေါင်းစပ်ထားတဲ့စင်ဆာတွေကိုအသုံးပြုထားတာကြောင့်စမတ်ကြပါလိမ့်မယ်။ chip တွေကလည်းကြည်သွားရလမ်းကြောင်းအမြန်နှုံးနဲ့ပြက်မှတ်ကိုထိမှန်အောင်တကယ်တိုက်ပွဲအချိန်မှာလို့လို့ထိန်းကြီးပေးပါတယ်။မြေပြင်မှာလည်းတရုတ်ရဲ့ Type 99စစ်ပွဲ3တင်ကားကိုတရုတ်ပြည်မှာပဲတစ်ခုလုံးတိစောက်ထားပြီးဒီတင်ကားကနေတိုးပွဲကိုအကောင်းဆုံးရှင်နိုင်တဲ့တင်ကားဖြစ်တယ်လို့ The National Interest ကဖော်ပြပါတယ်။အဲ့ဒီတင်ကားကိုတရုတ်နိုင်ငံပိုင်း Norinco ကုမ္ပဏီကတိစောက်ခဲ့တာဖြစ်ပြီး55ဒဏ်ရာ၄ချိန်ရှိတဲ့တင်ကားမှာအမေရိကန်ရဲ့ Ibrahim တင်ကားတဲ့ပုံမကြီးမားတဲ့တနက်ကိုတက်ဆင်ထားပြီးအစင်းမြင့်ကာဝေးစနစ်တွေပါရှိပါတယ်။ အဲ့ဒီတင်ကားနဲ့တူ ZTZ21 နဲ့ ZTZ20 တင်ကားတွေကတန်ချက်ကစပွဲမှာတရုတ်ရဲ့စတုဒ္ဒမျိုးဆက်ကိုကိုစားပြုပါတယ်။တင်ကားကိုရဲရဲ့ရှေ့တန်ချက်ကခန်းထဲမှာလူ300ယောက်ဝင်ထိုင်နိုင်ပါတယ်။စက်တဲ့အမြောက်တင်စုံလေကိုလည်းလူကထိန်းချုပ်เสียမှာမလိုပါဘူး။အဲ့ဒီတင်ကားဟာအထူးကာဝေးစနစ်ကိုအသုံးပြုပြီးရုံးနေတဲ့တခြားချင်းချောက်မှုအန္တရာယ်တွေကိုရပ်တန့်ဖို့ဖြစ်ပါတယ်။တရုတ်စစ်သားတွေရဲ့တနက်တွေကလည်းအချိန်ကြာလာတဲ့အမျှပိုကောင်းလာပါတယ်။ တရုတ်ရဲ့9.8အမြောက်42မီလီမီတာကြီးစံသုံးကျူပီဇက်တိုက်ခိုက်ရေးရိုင်ဖယ်တနက်ကနေတိုးဖွဲ့ကကြီးစံနေတဲ့ပူကောင်းတယ်လို့ဆိုကြပါတယ်။၎င်းရိုင်ဖယ်တနက်ကို2014ခုနှစ်ကကျူပီဇက်191ဘာရှင်အစ်စ်ကိုပြောင်းလဲပြီး update လုပ်ခဲ့ပါတယ်။ ၎င်းရိုင်ဖယ်တနက်အစ်စ်ကကန်ရပိုလွယ်ကူပြီးဒီထက်ပိုကောင်းမွန်တဲ့ EPP 191G ကိုအသုံးပြုထားတဲ့အတွက်တိတိယောက်ယောက်အသုံးပြုနိုင်ပါတယ်။တရုတ်ရဲ့နျူကလ িয়ার တပ်ဖွဲ့တွေကလည်းအလင်းမြန်တိုးချက်လာနေပါတယ်။ဘေကျင်းဆိုရက2024ခုနှစ်မှာနျူကလ িয়ার ထိပ်ဘူးတရားထပ်ထုတ်လုပ်ခဲ့ပြီးစုစုပေါင်းနျူကလ িয়ার ထိပ်ဘူး600ကျော်သွားပြီလို့ပင်နဂွန်ကသတင်းထုတ်ပြန်ပါတယ်။ တရုတ်ကနျူကလ িয়ার လက်နက်တထောင်ကျော်ပိုင်ဆိုင်တယ်လို့မျှော်လင့်ရပါတယ်။တခြားနိုင်ငံတွေကနျူကလ িয়ার လက်နက်ကိုအသုံးပြုတာသို့မဟုတ်ချင်းချောက်လာမဲ့အပေါ်တက်ရောက်မှုကြီးကြီးမားမားရှိနိုင်ပါတယ်။တရုတ်စစ်တပ်ကလွန်ကြီးမားပါတယ်။2019ခုနှစ်တပ်ဖွဲ့ဝင်3သိန်းရှော့ချခဲ့တာတောင်တရုတ်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့စစ်သား2သန်းလောက်ရှိပြီးတိတ္တသမတပ်သန်းကအရန်စစ်သားတွေဖြစ်ကတက်မတော်ကိုထောက်ကူနေတဲ့စစ်ရဲ့စသည့်လက်နက်ကင်ဖွဲ့ဝင်6သိန်းရှိပါတယ်။ အားလုံးပေါင်းလိုက်ရင်တရုတ်မှာစစ်မှုထမ်း3.8တန်းနီးပါးရှိတာကြောင့်ကမ္ဘာပေါ်မှာအင်အားကြီးမားဆုံးစစ်တပ်ထဲမှာပါဝင်ပါတယ်တရုတ်က၎င်းရဲ့လက်နက်တွေကိုအဆင့်မြင့်နေပါတယ်2022ခုနှစ်က AI စစ်နဲ့ပယ်ထိန်ပြီးလေဆာနဲ့ပြည့်တဲ့တနတ်တွေကိုစမ်းသပ်ခဲ့ပါတယ် အကောင်းတနက်တွေက16ကီလိုမီတာအကွာဝေးကလူတယောက်အရွယ်စားရှိပြမျက်ကိုထိအောင်ပစ်နိုင်ပါတယ်။တီလျားတဲ့စစ်ပွဲတွေရဲ့ကုန်ကြစည်ကိုရှော့ချနိုင်မှုအတွက် AI ကိုအသုံးပြုပြီးတရုတ်ကပြမျက်တွေကိုအချက်ရည်နည်းနည်းနဲ့ပုံမတီးကြစွာပစ်ခတ်နိုင်မှုမျှော်လင့်ထားပါတယ်။တရုတ်ကကုန်းမြေပင်လယ်နဲ့ဝင်းရီတွေမှာသာမကအာကာသနဲ့စိုက်ဘာစစ်ပွဲတွေအသစ်ပြင်ဆင်နေပါတယ်။တရုတ်ကအမေရိကန်တပ်တွေလုံမရအောင်အမေရိကန်ဂျိုဒုတွေအင်တာနက်စနစ်တွေနဲ့ထောက်ပံ့ရေးကွန်ရက်တွေကိုတိုက်ခိုက်လာနိုင်တယ်လို့ကြွမ်းကျင်သူတွေကသတိပေးပါတယ်။ နာဂတ်စစ်ပွဲတွေအတွက်လည်းလူသက်ဆက်ရုပ်တွေတီထွင်ဖန်တီးနေပါတယ်တရုတ်ရဲ့စစ်ရေးတည်ဆောက်မှုကထိုင်ဝမ်ကိုသိမ်းပိုက်ဖို့သာဖြစ်တယ်လို့ယူဆထားပေမဲ့ဘေကျင်းကထိုင်ဝမ်ကိုသိမ်းပြီးရပ်သွားမလဲဆိုတာဘယ်သူမှတတ်အံ့မပြောနိုင်ပါဘူးတရုတ်ရဲ့ကြီးမန်းချက်တွေကထိုင်ဝမ်ကျွန်းအလွန်ထိချဲ့ထွင်ထားနိုင်ပါတယ်တရုတ်ရဲ့တိုက်လေယာဉ်တွေနဲ့တင်ကားတွေကနေနျူကလ িয়ার လက်နက်နဲ့အာကာသမဟာဗျူဟာတွေထိမြန်ဆန်ပြီးအင်တိုက်အားတိုက်စစ်ရေးအစင်းမြင့်တင်မှုတွေကကမ္ဘာရဲ့အင်အားချိန်ခွင်ရှာကိုတရုတ်ပြောင်းလဲခြင်းတွေအရဖော်ပြနေပါတယ်